မင်္ဂလာပါဗျကျွန်တော်ဒီနေ့လိုင်တာယာနဲ့ပတ်သက်တဲ့ရှင်းထန်းထုတ်မှရတော့မယ်အမှုကတော့နက်နဲလာပြီဗျဆိုတော့လိုင်တာယာနဲ့ပတ်သက်ပြီးတော့မျိုးပြ UG တွေ yes can ကနေပြီးတော့ဟို yes can ရဲအုပ်တွေလက်ထက်ကနေကဲထုတ်ဒီရဲမိနော်သူ့ရဲဖို့အဲကဲထုတ်တယ်ဆိုတဲ့တဲ့ရင်မနေ့က9နာရီမှာစထွက်ပါတယ်အဲ့တော့အဲ့ဒီဒီနေ့ဒီနေ့မနက်မှာတော့ဟောဒီ ပြန်ပြီးတော့မိသွားတယ်ဆိုတဲ့သတင်းမျိုးထွက်တယ်။ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှုပ်ထွေးနေတယ်ဒိနေရ။ဟုတ်ကဲ့ထုတ်သွားပြီးတော့ပြန်မိသွားပြီးတော့အဲ့ပြန်မိတဲ့လူတွေကစစ်ကောင်စီကအလင်းဝင်တဲ့လူတွေဖြစ်နေတယ်ပေါ့နော်။ဆိုတော့ဖြစ်စဉ်ကိုကျွန်တော်ကြည့်ရအောင်နော်။ဒါလေးကိုကျွန်တော်ဖြစ်စဉ်ကိုကျွန်တော်ကြည့်ရရင်မနေ့က9နာရီခွဲ9နာရီ10မိနစ်9နာရီ10မိနစ်မှာလိုင်းတာယာက တိုင်တရာစခန်းမှာနော်တိုင်တရာစခန်းမှာဖန်ထားတဲ့အကြက်ဥပဒေ90ညကျမ်းပဥပဒေနဲ့ဖန်ထားတဲ့မတ်စွန်ပွင့်လိုက်ကိုတိုင်တရာအရှိပိုင်းမြို့နေရဲစခန်းမှာဖန်ထားတယ်အဲ့တော့အဲ့ဒီဖန်ထားရဲ့မတ်စွန်ပွင့်လိုက်ကိုစေးယုံတော့ပို့လူရဲဦးတယောက်ရဲမိတယောက်ရဲတော့ပို့တယ်လမ်းမှာအပြစ်ခံရတယ် PDF တွေကကဲထုတ် ရုပ်ရှင်ဆန်ဆန်ပဲကဲထုတ်သွားတယ်ဆိုတဲ့တဲ့တွေ့ရမနေည7နာရီခွဲ9နာရီချော်ချော်တော့တက်လာအဲ့တော့ဇပိုင်းလားတည့်ရနေ9နာရီခွဲဆိုတဲ့အချိန်9နာရီခွဲဆိုတဲ့အချိန်ဟာဈေးရုံသွားဖို့ဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဆိုတဲ့ကိစ္စအကြံပေးဦးတွေပုံမှန်90ညပြည့်ဖန်းစီခံနာရရတယ်ဆိုတဲ့သူတယောက်ကိုဒူရဲဦးတယောက်ရဲ့ရဲမီတယောက်ရဲ့ကဈေးရုံအဲ့လောက်လွယ်လွယ်ကူကူလမ်းလျှောက်ပြီးလိုက်ပို့ပါမလားပေါ့ မတ်တစ်စဉ်းစားရမှာနမနေပြစ်ခတ်တဲ့အချိန်ခုနှစ်နာရီခွဲအဲ့ခုနှစ်နာရီခွဲအချိန်မှာပြစ်ခတ်တယ်ဆိုတဲ့သတင်းထွက်လာတယ်ဒါပေမဲ့နောက်ပိုင်းမှာနောက်နေ့မနက်မှာ CCTV ထွက်လာတယ်ဆိုပြီးထွက်လာတဲ့ CCTV ကကြတော့ Ocean Center ရဲကကားပါကင်ကြီးထဲမှာပြစ်တယ်အဲဟုတ်ဆိုတော့ဒီအချိန်ဒီအောင်ရှင်းပါမယ်နော်မနေ့ည9:00ခွဲမှာလိုင်းတာယာ တိုင်တိုင်ရမှာဖန်စီခံလာရတဲ့မြို့ပြ UG ပျောက်ကြားတယောက်ဖြစ်တဲ့မတ်စွန်ပွေဖြူကိုဖန်ဒီစေုံသွားပေါ်လုံးကဲထုတ်ကဲထုတ်တယ်ဆိုတဲ့သတင်းအဲကျွန်တော်တို့ဒါလုံးဝအားရဝမ်းသာတဲ့ဒရိုင်းပြီးတော့အိုးထထဂျန်ကုန်လိုက်တာရလို့နေရမျိုးမှာငါတို့ရဲဘော်တွေငါတို့ကဲထုတ်ခင်းလိုက်ပြီဆိုတဲ့ကိစ္စအိုးထားပါအဲ့ဒီမှာသူရဲဦးနှစ်ဦးပါတယ်တဦးကတနက်ထီပြီးတော့ပိန်သွားတယ်တဦးကပခုံးကြီးထီတယ် မက်ဇွန်ပွင့်လိုင်ကလွတ်မြောက်သွားတယ်။အဲခေါ်ထုတ်သွားတယ်။ဒီအချိန်ဒီအလုံးရှင်းပါနော်။ဟုတ်ပြီနောက်နေ့မနဲ့လေကြရောမနဲ့မုံနေ့လေလောက်မှာသတင်းတွေထွက်လာတယ်။ CCTV နှစ်ခု၃ခုလောက်ရဲ့သတင်းဓာတ်ပုံတစ်ခုရဲ့နော်ထွက်လာတယ်။အဲ့ဒါဘယ်ကထွက်လာတယ်လို့ကျွန်တော်လေ့လာကြည့်လို့စစ်တပ်ရဲ့ Telegram Channel တွေကတပိုင်နဲ့ထုတ်လာတွေ့ရတယ်။တမအေးဝင်းစီစဉ် ော် IT ကျွန်တော်တို့ကဟိုတိတ်ပြီးတော့မသိင်ကမဖြစ်နေဟာပြန်ပြီးသွားပြီလားပေါ့ကျွန်တော်တို့စိတ်တယ်အဲအဲ့မှာတဲလုံစာတကူထွက်လာတာကမိမိအကောင့်ကနေစတဲ့မိမိဆိုတော့ကျွန်တော်တော်လိုင်းရင်ရဲမိတရားအစ္စလမ်ဘာသာဝင်ညီမငယ်ဒီလက်ရှိဓာတ်ပုံမှာစစ်ကောင်စီကဖမ်းမိပါတယ်ဆိုတော့ဒီလူဟာပေါ့နော်ဒီဖမ်းမိခံရရတဲ့အထဲမှာအဲ့အဖြူနဲ့ဓာတ်ပုံကြီးရှိရနော် ဲ့ဒီအဖြူနဲ့သူကတဲ့စစ်ကောင်စီမှာအလင်းဝင်လာတဲ့ကောင်တွေဖြစ်တယ်တဲ့အဲ့ဒီအဖြူနဲ့ကောင်ကချစ်စင်လင်းတော်ရဲမှာအာနာငွေကြေးအလွဲသွားလုပ်ပြီးရဲဘော်တွေကိုညှဉ်းပန်းနှိပ်စက်တယ်စက္ကသစီမှာပြီးသူအလူငွေရတဲ့အဲဒီအလူငွေတွေကိုယူသွားတယ်ပေါ့နော်မြို့ပေါ်မှာသူ့မိမကထောက်ဖို့အမိခံပြီးလိန်နေရင်အဖမ်းခံရတယ်တလာရတလာရင်တစ္ဆာဘကောင်ဘာမှတနာစရာမရှိဘူးဆိုပြီးတော့အဲ့ဒီတင်တာ ဆိုတော့အဲ့ဒီကောင်ကတက်မာကွန်တော်ကြီးကန်းစစ်တောင်ကတော်ကြီးကန်းအရင်တော့ပေါ့နော်အဲ့တော့လက်နက်တွေတည်းလူလင်းဝင်သွားတယ်အကောင်မလေးကသူ့မိန်းမနော်အဲတော်ကြီးကန်းစစ်တောင်ကိုမေးကြည့်တဲ့အခါကျတော့လေမှန်တယ်ဆိုပြီးတော့ပြောတယ်အဲ့ဒီတဒင်းအဖမ်းခံရတဲ့ဓပ်ပုံတပုံစစ်ကောင်စီကထုတ်လိုက်တဲ့ဓပ်ပုံတပုံအပေါ်မှာ highlight လုပ်ပြီးတော့တရင်ဌာနအားလုံးကလည်းတည်တယ်ဒါမှအေးဝင်းစီစဉ်တာမဖြစ်နိုင်ဘူးလားဆိုတော့ကိုထပ်တွေးရဘာကြောင့်ထပ်တွေးရလဲဆိုတော့ကျွန်တော်ပြောပြမယ် အလင်းဝင်လာတဲ့သူတွေကိုဖမ်းမိတယ်ဆိုပြီးရန်ကုန်မြို့လိုင်းတရားမှာ yes ကလက်တွေက PDF ကိုကဲထုတ်နိုင်တယ်ဆိုတော့စိတ်တခွန်အားမပေးခြင်းတဲ့အတွက်စစ်ကောင်စီဟာဖမ်းမိတယ်ဆိုပြီးတော့ပြန်ပြီးတော့မအေးဝင်စီစဉ်လိုက်တယ်အဲ့ဒီဓာတ်ပုံတွေအဲ့ဒီ CCTV တွေအားလုံးကစစ်တက် Telegram channel တွေကထွက်လာတာပေါ့ဘယ်တရင်ဌာနကမှဘယ်တရင်ကြီးမြစ်စီအောင်မှရတာပေါ့စစ်တက်လေတံအတိုင်းလိုက်ပြီးကျွန်တော်တို့တရင်ဌာနတွေ အားလုံးလို့လိုက်ပြောနေကြတယ်ပြီးတော့ကျွန်တော်ကျွန်တော်အမှထပ်ထပ်ပြီးတော့နောက်တစ်ချက်ထောက်ပြချင်တာ CCTV ကိစ္စ CCTV နဲ့ပတ်သက်ပြီးကျွန်တော် CCTV ကိုကြည့်တယ်အထက်ထက်ကကကြည့်တယ်ပြစ်ခတ်နေတဲ့ဟိုအဆက်ဆက်အပြင် CCTV ပေါ့ဗျာအဲကောင်မလေးကိုလက်ဆွဲပြီးတော့ပြေးသွားတဲ့ CCTV နော်ကျွန်တော်ကျွန်တော်ထည့်ပေးတာပဲနော်ဒီမှာလေအဲတေးသွားတဲ့ CCTV ကိုကြည့်လိုက်တဲ့အချိန်မှာသူက Ocean Center မှာဆေးဟုတ်လာပို့တဲ့ပုံစံလည်းမဟုတ်ဘူး လင်မယားဈေးဝယ်ထွက်လာတယ်လို့ပဲကျွန်တော်တခြားမြောင်ကြည့်အထုပ်လေးကိုကိုင်းပြီးတော့အဲ့ဒီအဲ့ဒီအနက်ဝီပြီးဆွဲခေါ်သွားတဲ့မိမပကုံးလေးကိုဖတ်ပြီးတော့အဲ့ဒီယောက်ကလာတာအဲ့တော့ဟိုနောက်တဲ့လူ၃ယောက်ကပြေးဝင်လာပြီးတော့ကော်မလေးကိုတယောက်ကဆွဲခေါ်ထုတ်သွားတယ်နောက်တဲ့အဲ့ဒီအဝါနဲ့မိမကမိမနဲ့တယောက်ကတနက်ကိုတယောက်ကအဲ့ဒီအနက်နဲ့တယောက်ကတနက်ကိုဒီလိုနောက်ချလာပြီးတော့အဲ့မိမနဲ့လိုအခြေအနေစကားပြောနေတယ်အဲ့ဒီမှာထပ်ပြီးထူးကြတာကအဲ့ဒီကော်မလေးကိုလက်ဆွဲခေါ်ပြေးသွားတဲ့အချိန်မှာ သူနဲ့လင်မယားလိုပဲပခုံးလေးဖတ်ပြီးတော့ဝင်လာတဲ့ဒီအမျိုးသားကအနောက်ကနေလိုက်တယ်။ရဲပုံစံလည်းမပေါ့ဘူးဘောင်းမီတုံးနဲ့။ချင်းကိုလာပြတဲ့ပုံစံလည်းမဟုတ်ဘူး။နော်။နောက်တော့ဘလို့ပြစ်ခတ်တယ်ဘလို့ထေသွားတယ်ဆိုတော့ဗီဒီယိုထဲမှာမပေါ့။ဒါပေမဲ့ကြည်ချင်းအဖြစ် DCTV ကလည်းစစ်တပ်ကထုတ်ပြန်ပြီးတော့မှမအေးအေးဝင်းစီစဉ်တာလို့ကျွန်တော်ကတော့သုံးသပ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့ ကောက်ကြောင်းဆွဲရရရင်နံပါတ်1တိုင်းသားရလို့မျိုးပြမှာ PDF ပြောက်ကဲထုတ်နိုင်သွားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီကအင်မတန်ဒေါသထွက်ပါလိမ့်။နံပါတ်2ဒီသတင်းကြောင့်ပြည်သူလူထုစိတ်သက်ခွန်အားရရှိပြီးရန်ကုန်မြို့ဟာစူပူအောင်ကြွားမှုတွေရန်ကုန်မြို့ဟာပုံကန်တော်လှန်မဲ့သူတွေစိတ်ခွန်အားရမှာကိုမလိုလားတဲ့အတွက်နောက်နေ့မနက်မှာတပြိုင်နက်သတင်းတွေထုတ်ချလိုက်ပါတယ်။ဖမ်းမိပြီ။သူဖမ်းမိပါတယ်ဆိုတဲ့ကောင်ကလည်းကျွန်တော်တို့မသိလိုက်ဘူးကျွန်တော်တို့ကိုယ်တိုင်တော့မသိဘူးအလင်းဝင်သွားတဲ့ကောင်ကို ဖတ်ဆိုသူကဆွဲထုတ်လိုက်တာကျွန်တော်တို့အားလုံးဆိုရင်တကယ်မသိဘူးအဲ့ဒီမှာယေရှုတင်ရမှာကမိမိဆိုတဲ့ညီမငယ်လေးကဒီကောင်ဟာဓာတ်ပုံထဲမှာပါနေတဲ့အင်ဂျင်ဖြူနဲ့ကောင်အဲ့ကောင်ဖမ်းပြီးတဲ့ကောင်ဟာ PDF တဲ့ကအလင်းဝင်သွားတဲ့သူထွက်လာတော့ဘာလို့အကျော်တိလိုက်လဲဒါဟာစစ်တပ်ကမအေးဝင်စီစလိုက်တာသူတို့ဖမ်းမိပါဘို့နော်ရံမှုမျိုးမှာလိုင်းသားမှာပြစ်သွားတယ်သူတို့ဖမ်းမိပါရော့ CCTV ရော့ဓာတ်ပုံဆိုပြီးတော့ လောက်လိုက်တယ်။စိုက်ွားပါဗျ။ဒါပေမဲ့ကျွန်တော်တို့စီကသတင်းဌာနတွေကသတင်းကိုချေချေမြင့်မြင့်မလေးလာဘူး။လိုက်လည်းမကြည့်ဘူး။စစ်တပ်ကအဲ့တင်တဲ့သတင်းတွေပေါ်မှာပဲလိုက်ပြီးတော့အဲ့သတင်းတိုင်းပဲလိုက်ရေးကြတယ်။ချင်းအောင်ဒီ။ဆိုတော့ကျွန်တော်ကအဲ့ဒီမှာမှနောက်ထပ်အမီမဖော်လို့တဲ့ message တွေကျွန်တော်စီရောက်လာ။နော် ဖမ်းမိတာမဟုတ်ပါဘူးဆိုရင်ဘသူပဲဝါလဲပြောလို့မရဘူးဘသူပဲဝါအကောင့်နေဘူးမပြောလုံးဝဖမ်းမမိပါဘူးဆိုတဲ့ကိစ္စတစ်ခုရှိတယ်လက်ရှိချစ်စင်လင်းကတော့မှန်ပြီးထိတ်ပေါက်ဆိုတဲ့တယောက်ပါတယ်အဲ့ဖမ်းမိတာတဲ့သူတွေအကုန်လုံးကတော့စကားစားပြီးအလင်းဝင်သွားတဲ့ကောင်လေးကြီးပဲဇလိုင်လာဇလိုင်လာမှာ ဖုံးမြအောင်ချစ်စင်လင်းပေါ့ဗျာနာမည်ကြီးအများကြီးထိတ်ပေါက် မင်းသူတွေပေါ့သူတို့သူတို့နှစ်ယောက်ပါအဲ့အိတ်ဓာတ်ပုံတွေမှာပါတယ်မြန်မာငွေ3900လောက်နဲ့အလင်းဝင်သွားတယ်ဆိုတော့အလင်းဝင်လာတဲ့ကောင်ကိုမဖမ်းဘူးလှုပ်ပေးထားပြီးတော့သတင်းတိတ်တဆိတ်ယူတယ်လိုအပ်တဲ့အချိန်မှာဖတ်ဆို PDF ပြလို့လို့မရပါဘူးငါတို့ပြန်ဖမ်းမိတယ်ဆိုတော့ပုံစံမျိုးအပေါက်ကိုချိုးတာဖြစ်ပါတယ်ကျွန်တော်ကတော့ဖမ်းမိတယ်လို့လုံးဝမယုံပါဘူးစစ်ကောင်စီရဲ့လဝါးချိုက်မှုပဲဖြစ်ပါတယ် ဲ့ဒီမှာအမျိုးသမီးတူပါတယ်အဲ့အမျိုးသမီးကဇွန်ပွင့်လိုက်ဟုတ်မဟုတ်ဆိုတာလေလက်ရှိအချိန်ဒီဘသူမှဘယ်သတင်းဌာနရမှဘယ်သတင်းဌာနမှမအတိမပြုတ်လားသူတို့ပြန်မိတယ်ဆိုတော့ဇွန်ပွင့်လိုက်ကဲထုတ်သွားတဲ့ဇွန်ပွင့်လိုက်ရဲ့ဓာတ်ပုံလည်းကျွန်တော်တို့မသိဘူးဘသူမှမသိဘူးကဲစစ်တပ် Telegram တွေကထုတ်ပြန်လာတဲ့သတင်းပေါ်အခြေခံပြီးကျွန်တော်တို့ဒီဘက်ကခစ်တဲ့တို့အဲဒီ BB Supreme ကိုအများကြီးပေါ့ဗျာသတင်းဌာနကြီးကလိုက်ရေးတယ်ပေါ့နော် ဒါနဲ့ပဲဒီတို့ကပြန်ပြီးသွားကြပဲဟုတ်လားကျွန်တော်တို့စစ်သက်တီးကွက်တွေကောက်ကွက်တွေကိုကျွန်တော်တို့အကုန်သိတယ်အကုန်ကျွန်တော်တို့ခတ်မှန်းခတ်မှန်းလို့ရတဲ့အတွက်ကျွန်တော်တိတိကျကျပြောလို့တာကကျွန်တော်ရဲ့အတွေ့အကြုံရယုံကြည်ချက်ရလိုင်းတန်ရမှာတကယ်ည9နာရီမှာတနက်နေ့ပြစ်ပြီးတော့ကဲထုတ်သွားတဲ့ PDF မျိုးပြပြောက်ကြားရဲဘော်တယောက်ကိုအတူကဲထုတ်သွားတဲ့ရဲဘော်တွေကိုမမိသေးဘူးလို့ကျွန်တော်ခက်ခဲမှမှယုံကြည်တယ်ဒီကနေ့ထွက်ပေါ်လာတဲ့သတင်းတွေအကုန်လုံးဟာ အလင်းဝင်ထားတဲ့ PDF တယောက်နေအလင်းဝင်ထားတဲ့ PDF တင်နေအလင်းဝင်ထားတဲ့ကောင်တွေနဲ့စစ်တပ်နဲ့လက်ဝါးရိုက်ပြီးလှုပ်ကြံဖန်တီးထားတဲ့ဇလံဖြစ်တယ်ကျွန်တော်ကောက်ချက်မားကျင်နေမားနိုင်တယ်ကျွန်တော်အတွေ့အကြုံရကျွန်တော်ခံစားမှုရလုံးဝမမိဘူးလို့ခံစားမိတယ်နံပါတ်1နံပါတ်2ဘာလို့မင်းကမမိဘူးလို့ပြောနိုင်တာလဲမမိရတဲ့အကြောင်းတစ်ခုကမမိဘူးဆိုတဲ့နောက်ထပ်ကျွန်တော်ပြောနိုင်တဲ့အကြောင်းတစ်ခုကမက်ဆေ့တွေတွေ့တယ်မက်ဆေ့တွေဝင်လာတာတွေ့တယ်မမိပါဘူး မဖြစ်နိုင်ပါဘူးဒါတော့ဝဲပြောတယ်ဘာမှမပြောမဟုတ်ပါဘူးအဲ့တော့မြို့ပြ UGD ဆိုတာကကျွန်တော်တို့လူလူလေကောင်ထွက်ပြီးဗီဒီယိုကင်မရာထောင်ပြောလို့ရတဲ့လူတွေဟုတ်တော့လုံခြုံရေးရအင်တာနက်၃နာရီဆဖုန်းက၃နာရီသတိထားနေရတဲ့အတွက်အဲ့ဒီအကောင်ကြောင်လေးတစ်ခုကိုကျွန်တော်ဖတ်ခဲ့ကျွန်တော်လိုက်တယ်တွေ့တယ်လိုက်ရှာတယ်မမိပါကဲထုတ်သွားနိုင်ခဲ့ပါတယ်တာမုခံငယ်မှာဆက်လက်ယုံကြည်ထားကြလို့လို့ပါတယ် ကျွန်တော်တို့စစ်တပ်ကဆက်ခေါ်သွားတဲ့နောက်ကိုလိုက်ကြပါလိမ့်။တာမန်ပြည်သူတွေကတော့ထားလိုက်ပါတော့ဟိုလိုက်လိုက်သွားလာလို့ထင်အောင်ထင်မှဖြစ်သွားတော့နားလည်ပေးလို့ရပါမယ်။တနည်းတရင်ဌာနကြီးတွေအနေနဲ့တရင်တစ်ခုပေါ်မှာချစ်ချင်းမြင့်မြင့်လိတ်လာပြီးမှရေးသားတင်တယ်လို့ကျွန်တော်ဒီကအကြံပြုပါတယ်။အဲတရင်ဌာနတွေကဒီစစ်တပ်ရဲ့ Telegram Channel တွေကထွက်လာတဲ့တရင်တွေကိုအခြေတည်ပြီးရေးသားတဲ့အခါကျတော့ဖက်စစ်တပ်ထောက်ခံတဲ့ဒီ Telegram Channel တွေ media တွေဘောမတွေဟာ ခမရတို့ကိုငစားကြွေးလိုက်တာဖြစ်ပါတယ်သူတို့အဲ့ပုံစံတိုင်းတရင်ထွက်စီခြင်းလို့ကိုအဲ့ပုံစံတိုင်းတင်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အခုနောက်ဆုံးရေးနေတဲ့တရင်နေဓာတ်ပုံတွေ CCTV တွေအားလုံးဟာစစ်တပ် Telegram Channel ကထွက်လာတဲ့မအေးအေးဝင်းစီစဉ်တဲ့ဇလန်းတွေဖြစ်တယ်ဆိုတာကိုပြောလိုပါတယ်နော်အဲ့တော့မနေ့ကလိုင်းသားရအရှိပိုင်းမြို့နယ်ရေစကန်မှာကဲထုတ်သွားနိုင်တဲ့ကျွန်တော်တို့ တော်လိုင်းကြီးသူရဲကောင်းတော်လိုင်းကြီးတစ္ဆာတရားဟုစစ်တပ်အယံကြောက်သွားမှုရပါဒါကြောင့်မို့ဒီတရင်ကိုဖုံးဖူးနိုင်လို့မအေးအေးဝေးစီစဉ်တဲ့ဇလန်တပုတ်ကိုထွင်ပြီးဒီနေ့နေ့လယ်မှာလိုင်တရားမှာမိပြလိုက်ပါဒါပါပဲကျွန်တော်စိတ်ယုံကြည်ချက်ရတော့လုံးဝမမိသေးဘူးတကယ်ကယ်ထုတ်သွားနိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်နောက်တစ်ချက်မှာ ောက်တစ်ချက်ဒီနေ့ဖားဆောင်မှာအင်အားမြောက်များစွာပေါ့ဗျာဖားဆောင်မှာချက်မိအလင်းဝင်ကြလက်နဲ့ချကြတယ်နော်အဲ့တော့စစ်တုံးပန်း90တဲ့မတဲဖန်စီရမိတာတယ်ခါလိုက်ရတစ်သုံးလေးတက်ရင်ဌာနချုပ်ကိုကင်နီဒေါ်လာရင်တက်တယ်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်အဲ့တော့တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်ဘယ်မှာအဲ့ခါလိုက်ရတစ်သုံးလေးတက်ရင်ထဲမှာ 50ထက်မှ100နီးပါးလောက်ရှိမဲ့လူတွေကလေးတငယ်တွေပါပါအဲ့မှာဗီဒီယိုဟုတ်ဟုတ်ဟောင်းပြောင်းမမပေါ်လာတော့ဘူးနေရောနေရောတော့ဘယ်လိုလဲဘယ်လိုလဲဘယ်လိုလဲ free problem ခလိုက်လိုက် free problem မရှိတယ်ဟုတ်မှန်မှန်စည်ရေလောက်ထားဟုတ်မှန်မှန်ဟုတ်ပြီလဲတိတ်ထားတယ်ဟုတ်ကဲ့

ဲ့တော့ဟိုပြောရမယ်ဆိုရင်တော့ပြောရမယ်ဆိုရင်တော့ဖားသောတိုက်ပွဲသတင်းကိုဖုံးကျင်နေရန်ကုန်မြို့ကြီးမြို့လယ်ကောင်ကြီးထဲမှာ PDF တယောက်ကိုကဲထုတ်သွားနိုင်တယ်ဆိုတာကိုမဖြစ်စေချင်ဘူးရန်ကုန်သူရန်ကုန်သားတွေတော်လိုင်းခွန်အားရသွားမှာကိုဖြတ်တောက်ပိတ်ဆို့ကျင်တဲ့အတွက်ပြန်မိသွားပြီဆိုတဲ့ပုံစံစစ်တပ်ဟာမအေးအေးဝင်းစီစဉ်တယ်လို့ စီစဉ်လိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအနေနဲ့ပေါ့ဗျာနော်စစ်တပ်ရဲ့စစ်တပ်ကစနစ်တကျလုံနိုင်တဲ့အခြေအနေတွေရှိပါတယ်စစ်တပ် Telegram channel တွေကတပြိုင်တည်းထွက်လာပြီဆိုကြဲကဒီသတင်းတွေကိုကျွန်တော်တို့ကြည့်ကိုကြည့်မယ်ဖတ်ကိုဖတ်မယ်လို့ယူဆပြီးအဲ့ဒီလမ်းကြောင်းပေါ်တင်ပြလိုက်တာဖြစ်ပါတယ်ဒါကိုအုံနောက်ချီချီညံပါပါနဲ့စင်ကျင်တရားနဲ့ကြည့်ကြဖို့လိုပါတယ်အဲ့တော့လိုင်းတရားမှုကတော့ IP နည်းနည်းတယ်ဆိုပေမဲ့ဒါဟာစစ်တပ်ကစီစဉ်တဲ့မအေးအေးဝင်းစီစဉ်တဲ့စိုက်ဝါးဆက်လန်တစ်ခုပါလိုင်းနာမှာမျိုးပြရဲဘော်တွေကိုကဲထုတ်သွားတဲ့ကျွန်တော်တို့ယောက်ျားရဲဘော်တွေမမိဘူးလို့ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်တယ်။ဘာကြောင့်လဲစစ်တပ်လိုရဲဘော်တွေရောက်ဖမ်းမိထားတယ်၊သိမ်းသွားတယ်ဆိုရင်ခွင့်တွေဝက်တွေပြစ်ထားပြီးစစ်တပ်လိုအလောင်းနာလောင်ပြန်မကောက်တဲ့ကောင်တွေမဟုတ်ဘူး။ မိမိအသက်ကိုစွန့်မကွာမိမိရဲဘော်အတွက်ခိုင်ခိုင်မာမာပြင်လဲကဲတင်လဲဆိုတော့တော်လည်းတစ္စာတရားကိုကျွန်တော်ကရန်ကုန်လူတို့ရန်ကုန်တမျိုးတမျိုးလုံးကလူတို့သိစေချင်တာအဲ့တော့နိုင်သားရလုံးနေရာမျိုးမှာမလုံနိုင်ရင်အခြားနေရာတွေအားလုံးလုံနိုင်နေပြီလို့ယူဆလို့ရတယ်အဲ့တော့ PDF ရဲဘော်တွေဟာနေရာတိုင်းမှာရှိနေတယ်ဆိုတာခင်ဗျားတို့ယုံနေလားအဲ့တော့ဒီကနေ့ကတော့ လိုင်းတရာအမှုရှင်တန်းလိုင်းတရာကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့မအေးအေးဝင်းစီစဉ်တဲ့ဇာတ်လမ်းလေးကိုလူမျက်ကျော်ကတစ်ချက်ချင်းသိပြတာ CCTV ကိုတရားကြည့်ပါထွက်ပေါ်လာတဲ့ဓာတ်ပုံမှာစစ်ကောင်စီရဲ့ Telegram Channel တွေကထွက်ပေါ်လာတာဖြစ်ပါတယ်ဟုတ်ပါတယ်နော်ဘဒုမသတင်းရင်းမြစ်ကရပြီထုတ်ပြန်တဲ့သတင်းဌာနတစ်ခုမှမရှိပါဘူးစစ်ကောင်စီ Telegram Channel တွေက သတင်းတွေပဲယူရေးကြတာဖြစ်ပါတယ်ခေတ်စ်တွေဟောရှိသမျှကျွန်တော်တို့ဒီဘက်ကချမ်းကသတင်းဌာနတွေအားလုံးဒါကြောင့်မို့ကိုလူတွေစင်ညာတို့ရဉာဏ်ပညာရှိရှိနဲ့ဒီအပိုင်းမှာဒီနှစ်ပိုင်းဒီမှာတေချာစနစ်တကျတော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူပေါင်းတော်လိုင်းကြီးဆက်ဆံတော်လိုင်းကြီးအတွေးခေါ်နဲ့စနစ်တကျဆောင်ရွက်ကြပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ် ။ဘာကြောင့်လဲဆိုတော့ဖက်စစ်တပ်ဟာဗတ်ပေါင်းစုံအောင်တိုက်ခဲ့ပါတယ်။တရင်နဲ့ပတ်သက်ရင်လည်းအနည်းဆက်ဆုံးပြောမယ်ဆိုရင်တလိုင်းအင်အားစုတွေကြားထဲမှာတတ်ရှုံသွေးခွဲမှုတွေကိုတရဇက်လောက်လာပါတယ်။ဥပမာကျွန်တော်တို့ကိုကိုကြီးတပည့်ကိုကိုကြီးတပည့်ဆိုတာကိုပြောလာတာမျိုးကိုကိုကြီးကကျွန်တော်ဆရာဘယ်တော့မှမဖြစ်ခဲ့ဘူး။ဒါပေမဲ့နိုင်ငံကြီးမျိုးဆက်ရအဒီမျိုးဆက်ခြေသက်ကြီးចောင်းသားကောင်းဆောင်တယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့အတူယူရတာရှိခဲ့ပါတယ်ဒါမှမဟုတ် အခုအချိန်မှာတော့သူကသူစစ်တပ်နဲ့ပေါင်းတာကျွန်တော်လည်းမဆိုင်ဘူးအဲ့တော့ကိုကိုကြီးနဲ့ပတ်သက်ပြီးလောက်ကင်ဆောင်ရွက်နေသမျှကိုအမှန်တကယ်သာတော်လိုင်းပေါ်ခက်ခဲမမယက်တီနိုင်ရင်ပေါ့နော်ယက်တီခဲကြရင်ပေါ့ကြီးစစ်မျိုးဆက်အများကြီးတော်လိုင်းဘက်မှာရှိပါတယ်ကိုကိုကြီးရဲ့ဆောင်ရွက်ချက်တွေမျိုးဆက်တူနော်သူ level 2ပေါ့ဗျာလူတွေကတဲ့တဲ့ကြုံဖို့ကျွန်တော်အကြံပြုပါတယ်ကျွန်တော်တို့ကြတော့ငယ်တယ်သူတို့တက်ငယ်တယ်အဲဒီခါကျရင်မျိုးဆက် မျိုးဆက်ဖိအားပေးမှုတွေလည်းရှိတယ်ငါတို့ကရှင်းစစ်မျိုးဆက်ကွာငါတို့ကဗာမျိုးဆက်ကွာအဲ့တော့မျိုးဆက်တူဒီမှာဥမာကိုမင်းကိုနိုင်လူလူကကိုကိုကြီးရဲ့ဆောင်ရွက်မှုတွေမှားရင်းကြောင်းရှင်းစစ်မျိုးဆက်ကြောင်းတော့ကောင်းဆောင်နေတဲ့ဤကဲ့သို့မလုံတဲ့ကြောင်းဆိုတာမျိုးထပ်ပြောရင်ပိုတဲ့တော့ပါလေကိုကိုကြီးကတော့စစ်တပ်နဲ့ပေါင်မီစစ်တပ်လုံးမဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မယ်ဆိုတာဟာပြည်သူဆန္ဒပြည်သူလူတွေရဲ့ဆန္ဒကိုကြောက်ခိုင်းလိုက်တယ်လို့ကျွန်တော်ယူဆပြီးတော့ကျွန်တော်ကကိုကိုကြီးတဲ့ဘက်ကတော့မဟုတ်ခဲ့တယ်လို့ ကိုကိုကြီးနဲ့ကျွန်တော်ကလည်းရင်းနေတဲ့ဆက်ဆံရေးမရှိပါဘူးအဲ့တော့ပြည်သူပါတီဆိုတဲ့ကိုကိုကြီးရဲ့ပါတီမှာကျွန်တော်လေးလတာဝန်ယူဦးပါတယ်တကယ်ပါပဲအဲ့ဒီကာလာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ NLD ပါတီတွင်မှာပြဿနာတွေအများကြီးပါအဓိကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအသစ်ရေးဆွဲရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကအစ်တစ်ဘက်ကယက်တီခဲ့တဲ့လူတွေဖြစ်တဲ့အတွက် NLD ပါတီကလည်းနှုတ်ထွက်ခဲ့ပါတယ်။အဲ့ဒီတမိုင်းရောင်းတွေကိုလည်းကျွန်တော်တည့်ရတော့ကို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 ကြီးဟာလူမြတ်ကျော်ဆေးရလား။ လူမြတ်ကျော်ကိုကိုဤတပည့်ဖြစ်ခဲ့ဘူးလားဆိုတာမျိုးလေးကိုတည်တတ်ဖို့ပြောပါဦးဒီနေ့ညမှာတော့လိုင်တရားနဲ့ပတ်သက်ပြီးမြို့ပြပြောင်ကြားတပ်ဖွဲ့ရဲဘော်တွေလုံးဝမမိဘူးလို့ယုံကြည်ပါတယ်နမနစ်ကတော့စစ်တပ်ရဲ့စိုက်ဝါးနောက်မှာတော်လန်သတင်းဌာနတွေမမျောသွားဘူးစင်စင်ချင်းချင်းသတင်းချင်းမျိုးကိုချစ်ချစ်မြင့်မြင့်လိုက်ပြီးရေးကြဖို့မျိုးနေပါတယ်နမတော့မိုးပြဲတို့ဖားဆောင်မှုမှာတိုက်ပွဲအင်မတန်ပြင်းထန်နေပါတယ်အဲ့တော့ ရန်ကုန်မြို့လုံးနေရာတို့မှာနေရာမျိုးမှာ PDF ရဲဘော်တရားကိုကဲထုတ်သွားနိုင်ပါတယ်ဆိုတော့စိတ်ခွန်အားကိုဆက်လက်ရယူပါပါကျွန်တော်လူငယ်တွေတကယ်ပြစ်ပါတယ်တကယ်စွန့်ပါတယ်တဟာတော်လည်းသစ္စာတရားနဲ့အတတ်ကိုအသေးခံနိုင်ရဲတဲ့ကိုရဲဘော်အတွက်ဆိုတော့ကိုပြတ်တာနဲ့တမိုင်းဝင်ဖြစ်ရတဲ့ခုအဖြစ်ဆက်လက်တည်ဆောက်ထားကြပါခိုင်မာတဲ့ရင်းမြစ်ခိုင်မာတဲ့ပြောကြားမှုမရှိမချင်း လိုင်းသားရ case နဲ့ပတ်သက်ပြီးကျွန်တော်တို့တလိုင်းရဲဘော်တွေလုံနိုင်ခဲ့တယ်ဆိုတော့ကိုနှလုံးသားထဲမှာခွန်အားဖြင့်ခိုင်ခိုင်မာမာကြားယူထားပါကျွန်တော်အနေနဲ့ကတော့လိုင်းသားရဲဘော်တွေလုံမမမိဘူးလို့ယုံကြည်နေပါဒီညတော့ဒီတော့အားလုံးကိုကျေးဇူးတင်ပါ